ဂျပန်စစ်ကောင်စီတပ်ရဲ့ပူလူတူစကန်ကို PNLPD ပူပေါင်းတပ်တွေကတိမ့်ပိုက်လိုက်ပြီးအဲ့ဒီစကန်ကစစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက်ထိုင်းစစ်တပ်ကအကူအညီပေးထားရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ် ဂျပန်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေမှာပြင်းအားမြင့်ဘုံးတွေနဲ့နှိပညာမြင့်ဒရုန်းတွေကိုပါဇက်တိုက်အသုံးပြုနေပြန်တယ်လို့သူတို့စစ်တပ်ရဲ့အမှတ်ခုံကပ္ပဆာစစ်ရုံကနေပေါက်ကွဲအားပြင်းထန်တဲ့ဘုံးတွေပါတုံ့မြင့်ထုတ်လုပ်နေပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကဂျပန်စစ်ကောင်စီတပ်ရဲ့ပူလူတူစခန်းကို GNLPD ရဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးအဲဒီစခန်းကစစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက် ထိုင်းစစ်တပ်ကအကူအညီပေးထားကြတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အဲ့ဒီ KNP နဲ့ထိုင်းမြန်မာနယ်စပ်ကအကြဖက်စစ်ကောင်စီတပ်ရဲ့ပုလူတုစခန်းကို GNLP ရဲ့ပူပေါင်းတပ်တွေကဒီကနေ့မတ်လ14ရက်နေ့ထိုင်းစံတော်ချိန်မနက်အစောပိုင်းတနာယီဝင့်ကျင်လောက်မှာပဲတိမ့်ပိုက်လိုက်တဲ့အကြောင်းနဲ့စခန်းတစ်ခုလုံးမိလောင်ပျက်စီးသွားတဲ့အကြောင်းကိုပါထိုင်းသတင်းတွေမှာဆိုထားပါတယ်။အဲ့ဒီပုလူတုစခန်းသိမ်းတိုက်ပွဲမှာမြန်မာစစ်တပ်ကတေတဲ့သူတွေတော်တော်ကိုမြားထားတဲ့အကြောင်းနဲ့တချို့စစ်သားတွေကထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက် လူသားချင်းစာနာမှုအခြေခံမူနဲ့အညီထိုင်းစစ်တပ်ကအကူအညီပေးထားရတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။လက်ရှိမှာတော့အဲ့ဒီတိုက်ပွဲဖြစ်ပွားရာထိုင်းမြန်မာနယ်စပ်ကထိုင်းဘက်အချက်မှာထိုင်းစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်ထားပြီးဒီလိုစစ်ကောင်စီရဲ့ပိုလူတူစခန်းသိမ်းပိုက်လိုက်တဲ့အကြောင်းကို KNU ဘက်ကတော့တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးသလိုထိုင်းသတင်းတွေမှာတော့ဖော်ပြနေကြပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာပြင်းအားမြင့်ဘုံတွေနဲ့နိပညာမြင့် drone တွေကိုပါဇက်တိုက်အသုံးပြုနေပြန်တယ်လို့သူတို့စစ်တပ်ရဲ့အမှတ်ခွန်ကပ္ပဆာစက်ရုံကနေပေါက်ကွဲအပြင်းထန်တဲ့ဘုံတွေကိုပါတုံးမြင့်ထုတ်လုံနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီကအရင်သုံးနေကြတရုတ်လုံ drone တွေကိုအဆင့်မြင့်ပြီးအသုံးပြုခဲ့ရကနေအခုတကရုရှားလုံ drone တွေကိုပါအသုံးပြုလာတာမျိုးတွေရှိနေပြန်တယ်လို့တစ်ဖက်မှာလည်းပြင်းအားမြင့်ဘုံတွေကိုပါပို့တိုးပြီးထုတ်လုံတာတွေလုပ်နေတယ်လို့ဆိုပါတယ် အဲ့ဒီအတွက်ဒေါ်လာရင်းအင်အားစုတွေဘက်ကအရင်ထက်ပိုမိုသတိထားဖို့လိုအပ်ပြီးဒေါ်လာရင်းတက်တွေထိန်းချုပ်ရနယ်မြေတွေကပြည်သူတွေအနေနဲ့လည်းလူစုလူဝေးလောက်တာမျိုးကိုသတိထားကြဖို့ကိုပါနေပြည်တော်စစ်တပ်တရင်အရင်မြစ်ကအတိပေးထားသလိုစေကောင်းစီကတော့အဲ့လိုလေချောင်းတိုက်ခိုက်မှုတွေမှာပြင်းအားမြင့်ဘုံသီးတွေကိုသူတို့စစ်တပ်ရဲ့အမှတ်ခွန်ကပ္ပဆာစက်ယုံကနေဇက်တိုက်ထုတ်လုပ်တာတွေပါလုံနေပြန်တယ်လို့လည်းနေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ချင်းမီနယ်ဖလန်းမျိုးကအကြပ်ဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကုန်းမှာတိုက်ပွဲတွေပြင်းထန်နေပြီစစ်ကောင်စီဘက်ကလည်းမနေ့ကညပိုင်းအထိလေကြောင်းပစ်ကူတွေနဲ့ပါအပြင်းထန်ဘုံကျဲခုခံနေရတယ်လို့ဒေတာတွင်းစီရေးသတင်းရေးမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ချင်းပြည်နယ်ဖလန်းမျိုးကအကြပ်ဖက်စစ်ကောင်စီရဲ့ခလာရ268တရင်ကုန်းကိုချင်းတော်လိုင်းရေးပူပေါင်းတပ်တွေကမတ်လ12ရက်နေ့ကစပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရမှာမတ်လ13ရက်နေ့ဖြစ်တဲ့မနေ့ကအထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရဆိုပါတယ် အဲ့ဒီတိုက်ပွဲတွေအတွင်းအချမ်ပါစစ်ကောင်စီဘက်ကအသေးအတန်းခုခံနေရတဲ့အခြေအနေမှာရှိနေသလို Jet Fighter လေယာဉ်6စီးနဲ့ရောဝိုင်းတွဲလေယာဉ်2စီးနဲ့ပါလေကြောင်းပစ်ကူပေးနေရတဲ့အနေအထားကြောင့်သူတို့စစ်တပ်ဘက်ကတော်တော်ကိုအထိနာနေတဲ့အခြေအနေမှာရှိနေပြီမနေ့ကညပိုင်းအထိကိုစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေနဲ့အပြင်းအထန်ပုံကျဲခုခံနေရတယ်လို့ဒေတာတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ပဲဘကိုးတိုင်းကမိုးညိုမြွတ်နဲ့လေးအိမ်တန်းကြည့်ရမှာနေတယ်ကိုရဲလင်းဆိုတဲ့သူကိုအချက်ဖက်စကောင်စီတက်တဲ့အုပ်ချုပ်ရေးအဖွဲ့ကြီးကညအိတ်နေတဲ့အချိန်ချင်းအောင်တဲ့ကနေဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းမှုဖမ်းဆီးသွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ23ရက်နေ့ဖြစ်တဲ့မနေ့ကညနဲ့ကြီးပိုင်းလူတွေအိတ်နေတဲ့အချိန်မိုးညိုမြွတ်နဲ့လေးအိမ်တန်းကြေးရွာကကိုရဲလင်းဆိုတဲ့သူကိုအချက်ဖက်စကောင်းစီတက်တဲ့အုတ်ချုပ်ရင်းမှုခင်မြတ်မော်အပါဝင်ယာအိမ်မှုတန်းငွေနဲ့တန်းစော်ဆိုသူတို့ကပါ နေအိမ်တဲ့အတိဝင်ရောက်ပြီးတော့ကိုရဲလင်းဆိုတဲ့သူကိုခြင်အောင်တဲ့ကနေဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးသွားကြတယ်ဆိုပါလေဒါအပြင်အဲ့ဒီလေအိမ်နဲ့ခြေရွာအုပ်ချုပ်ရေးမှုခင်မြတ်မွန်ရဲ့နေအိမ်မှာအချက်ဖက်စကောင်းစီတပ်သားတွေကတက်ဆွဲထားပြီးအနီးနားခြေရွာတွေကလူငယ်တွေကိုပါစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်စုံကုန်းတမ်းမြာခုံတာလီရာနဲ့ပြည့်စင်ကုန်းခြေရွာတွေကလူငယ်တွေပါထွက်ပြေးတင်းရှောင်နေရတာတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ โอเคถ้าเกิดเรายังขี้ติดกันนี่ดิแกนี่แหละคือตะเรนนี่กูตัดสับไปเกยแล้วว่ะจิชุ okay.